တမူးရှိလို့တပဲလူဒိုရှန်းတောင်သူလူနိုင်ယူလာဆိုပြီးတော့အာလူမျိုးရေးခွဲခြားပြီးအတ္တကြီးတဲ့ဆောင်ဖို့လို့ပဲပြောရမလားတော့မသိဘူးကျွန်တော်တို့လူမျိုးတွေကတော့လက်ထက်မှာရှိရင်အလူအတန်းကိုတကယ်ရဲ့ရောတာကတော့ကျွန်တော်တို့ကကိုရွေးပါဗျာရှမ်းပြည်တောင်ပိုင်း ပေါ့နော်ပင်လောင်မြို့ကပါကျွန်တော်ရဲ့ဇာတိကကျွန်တော်ကပင်လောင်သားဖြစ်တဲ့အတွက်ကြောင့်ပင်လောင်နယ်ပယ်ဒေသမှာရှိတဲ့ပင်လောင်မြို့ကြီးရဲ့လာတရားတွေနဲ့အတူ ကျွန်တော်တို့လူမျိုးတွေရဲ့နေထိုင်မှုပုံစံလေးတွေကို ကျွန်တော်ကအနေချင်းလေးအနေငယ်လေးပြောပြချင်တာပါကျွန်တော်တို့ဘက်ကအဓိကကတော့စိုက်ပျိုးရေးလုပ်ငန်းကို အခြေ site လောက်တာပေါ့နော် site ပြွေးလုပ်ငန်းကိုအဓိကအားထားလုပ်တယ်ကျွန်တော်တို့ဘက်မှာ site ပြွေးလုပ်ငန်းကိုလုပ်ပြီးတော့စီးပွားရှာဖွေတယ်ဖရာတရားရဲ့ကိုတော်ကျေးဇူးကြောင့်လားအလူတန်းတွေရဲ့တရားအားကြောင့်လားတော့မသိဘူးကျွန်တော်တို့ဘက်ကဆင်းရဲတဲ့သူမရှိတဲ့လောက်ကိုရှာပါတယ်အဲပြင်အောင်အိမ်စွာလည်းမရှိသလိုဒီ site ပြွေးမြေစီလွာတွေကအဲကျွန်တော်အိတ်ငိုက်နေပါတယ်ကာစင်ရတွေအမှန်တကယ်အိတ်ငိုက်တာတော့မဟုတ်ပါဘူးဒီဘက်ကဗီဒီယိုရိုက်နေမှန်းသိလို့အိတ်ငိုက်ချင်အောင်ဆောင်းလာပါ site ပြွေးမြေစီဓာတ်တွေကောင်းတော့ကျွန်တော်တို့ဘက်ကအလူတန်းတွေလည်း ဲမြေးစည်းလောက်ကောင်းတော့ပေါ့နော်စိုက်လိုက်တဲ့တီးနံတွေရဲ့ထွက်လာတဲ့ဟိုတီးနံတွေက quality အရမ်းပြီးတော့ဈေးကောင်းတွေရတဲ့အခါရှိတယ်ဆုတ်ရှုတ်မှုအားတွေနည်းတဲ့အခါကျတော့ကျွန်တော်တို့ကတက်တဲ့နံပါတ်ဆက်နေပြန်ရတဲ့အခါအလူတန်းတွေလုတ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပင်လောင်းသားမှာရှိတဲ့ကျွန်တော်တို့မြင်းမတိကူပါမြင့်မထီကူထဲမှာဖရားတွေကအမြဲတမ်းပွာလာသလားလို့ထရလောက်အောင်ကို ဖရားတွေတဆူပြီးတဆူကျွန်တော်တို့လူမျိုးတွေကတီထားကိုယ်ွယ်ကြပါတယ် ရားတဲ့ចောင်းសောက်ကုသိုလ်ပြုទីឡាဝင်ឧបုပ်សောက်အစရှိတဲ့ကုသိုလ်တွေကိုကျွန်တော်တို့လူမျိုးတွေကတခက်ကိုဟိုဘယ်လိုခေါ်မလဲဝါသနာတစ်ခုလို့ပေါ့နော်တခက်ကိုကျွန်တော်တို့မဖြစ်မနေလောက်ကြတာပါခင်ဗျဒီမြင်းပတိကူကရာဇဝင်တမိုင်းနေအများကြီးရှိတဲ့ကုတစ်ခုပါဒီကုထဲမှာအထင်ကြီး အကြောင်းတရားကြီးလည်းအများကြီးရှိပါတယ်ပြီးတော့ဒီဂူကြီးတဲ့ကိုလမ်းလျှောက်နေချိန်မှာကျွန်တော်ကဒီဂူကြီးအတွင်းမှာရှိကြကုန်သောသမားတွေကနှကောင်းနှက်မြက်နဲ့အတူဒီဂူအတွင်းမှာရှိနေကုန်သောအဲ ဆိုင်ရပိုင်ရဝိဇာတော်စေပေါ့အားလုံးကိုကျွန်တော်ကမေတ္တာပို့အမြဝေးပါတယ်အဲဒီခုအထဲမှာ ကျွန်တော်ပြုကြမြကုသိုလ်အစုစုကိုတတ္တဝါတွေအားလုံးရရှိစေရန်အလို့ကကျွန်တော်ကမေတ္တာပို့ပါတယ်ဒါကတော့ခုထဲမှာရှိတဲ့ရွှေစည်းကွက်ပါအဲ့ဒါလေးကိုကင်ပြီးတော့မှနထင်လေးကိုပုတ်မယ်ဆိုရင်လက်လာပါတွေရွှလန်းစေနိုင်တဲ့အပြင်ခொနည်းရဲ့သားသမီးကိုပို့တာတဲ့မေတ္တာတွေရောက်ရှိမယ်လို့ရှိသူကြီးတွေပြောတာကြားဖို့တော့ကြားဖို့ရွှေစည်းကွက်ကလေးကိုကင်ပြီးကျွန်တော်ရဲ့ဓမ္မမိတ်ဆွေခொနည်းရဲ့သားသမီးအတွက် ျွန်တော်မေတ္တာပို့ပေးခဲ့ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ဒီဘာပေါ့နော်နာလာဥတ္တဖတိုင်လို့ခေါ်တာပေါ့အရင်တော့ကတော့ဒါမဲ့ကျွန်တော်ကအဲ့နေရာကိုအဓိကသွားခြင်းအကြောင်းရင်းအဲ့မှာကျွန်တော်အရန်တွေ့ချင်နေတဲ့အရာလေးတခုရှိတယ်အားလေးကိုကျွန်တော်လိုက်ရှာနေတာပါပေးတက်ကြီးလည်းကျွန်တော်နဲ့အတူလိုက်ခဲ့ပါကျွန်တော်တော့ခုကြည့်ဒီရှာလို့မတွေ့သေးဘူးအားလေးကပေးတက်ကြီးအတွက်အဲကျွန်တော်လိုက်ရှာနေတာပါ ခါတခါကျတော့လေလောကကြီးမှာလေအဲ့လိုခကြီးတွေရှောက်သွားပြီးတော့နေရတာအမတန်ပြောဖို့ကောင်းပါလေကျွန်တော်လည်းဩအခုကျွန်တော်တိုင်းတိုင်းနဲ့အင်းထဲကိုရောက်လာပါပြီအဲကျွန်တော်အင်းလေးဖျားဖူးဖို့ဆိုတဲ့ကြီးရဲ့ဇလေးနဲ့ကျွန်တော်အင်းထဲကိုထွက်ခဲ့တာပါအဲအလုပ်တစ်ခုနဲ့လာတာပေါ့ပြောမယ်ဆိုရင်တော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတယောက်ကအလုပ်ကိုလုပ်ပေးဖို့အတွက်ကျွန်တော်အင်းထဲကိုလာခြင်းဖြစ်ပါတယ်အဲအင်းထဲကို ွားတဲ့အခါမှာပေါ့နော်ကြားရတာတော့အင်းနဲ့ကဖះအောင်ပေးမဖူးဘူးဖះဖူးခွင့်ပိတ်ထားတယ်6လပေါ့နော်ဒီငလျင်တန်းကြောင့်ဒါပေမဲ့ကျွန်တော်ကန်ထူးတယ်လို့ပြောရမှာပြီကျွန်တော်ခုခဲ့ရပါတယ်အင်းသူအင်းသားတွေကကျွန်တော်မင်းသားမန်းတီးတော့မိတ်ဆက်ကြတယ်အဲပြီးတော့ဈေးတွေဝယ်ခိုင်းတယ်ကျွန်တော်ကလည်းကျွန်တော်မှရှိတဲ့ပတ်စံလေးတွေနဲ့ကျွန်တော်အတူတန်းနေအများကြီးပြုတ်ခဲ့ပါတယ်လူလူကို9000ပေးလိုက်ဒီလူကိုတပေါင်းပေးလိုက်နဲ့ ပေးကန်းစွန့်ကြဲခြင်းသည်အောင်မြင်ရသည်ဆိုလို့ကျွန်တော်အားလုံးကိုကျွန်တော်ဝေခဲ့ပါတယ်အဲ့ဒီချိန်မှာကျွန်တော်ရဲ့တိုင်းသားလူမျိုးလေးတွေကစိတ်မပြေမှုလေးတွေဖြစ်ပြီးခက်ခဲပြီးများနေရတယ်။တဘာဝဘေးအန္တရာယ်ကြောင့်ရှာဖွေစားသောက်ရတာခက်ခဲနေတဲ့ချိန်မှာကျွန်တော်ပြီးတဲ့ပတ်စံလေးတွေကတို့အတွက်စံတပြီဖြစ်ခဲ့ပါတယ်။ပြန်ခဲ့တယ်အင်းထဲမှာကျွန်တော်ဖျားဖူးခဲ့ရတယ်အလူတန်းတွေလုတ်ခဲ့ရတယ်ကျွန်တော်လူစားရှိရလေးလည်းလူခဲ့တယ် စိတ်မကောင်းတဲ့အရာတွေမြင်တွေ့ခဲ့ရပါပဲကျွန်တော်တက်နေတယ်များလူခဲ့တိုင်းခဲ့ရတဲ့အတွက်ကြောင့်ကျွန်တော်ကျင့်နေပါတယ်ခင်ဗျာကျွန်တော်ဘဝမှာကျွန်တော်ဒီတက်မကတော့အလူတွေကိုအများကြီးလူခဲ့ပူပါတယ်ဒါပေမဲ့အခုဒီနေ့သွားပြီးလူခဲ့တဲ့အလူလေးတွေကတော့ရှင်ထဲမှာတကယ်ပီတိဖြစ်တဲ့အလူလေးဖြစ်ပြီးတော့စိတ်ကြည်ညိုမိတာကတော့အမှန်ပါပဲခင်ဗျာဒါကတော့ကင်းမိုင်းပေါ့နော်ကင်းရဲ့ဟုတ်ပါရိုက်ရိုက်တော့ပါကင်းမိုင်းတော့ကျွန်တော်ရောက်တဲ့အခါမှာ တော့ blog လေးအနေနဲ့ထည့်ပါတယ်ပြီးတော့ကျွန်တော်နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေအဲပြီးတော့အဲကျွန်တော်ရဲ့လုတ်ဒီ email အဓိကလာတယ်ပေါ့နော်ကျွန်တော်ဟိုပါကျွန်တော်လုတ်ပေးတဲ့အလုတ်ပိုင်းရှင်ပေါ့နော်သူ့အတွက်ကျွန်တော်အလူငွေလေးတွေလာလူပေးခြင်းဖြစ်ပါတယ်အဲကျွန်တော်အလူငွေတွေလူတယ်အလူနဲ့ပတ်သက်တဲ့ဂွန်ပြူမှတ်တန်းတွေသူတို့ပေးတယ်ဒါကတော့အင်းတွေကစီးပါ အင်းစီးပေါ့နော် ဈေးရကဈေးနေအင်းဒီနေ့ကအင်းဈေးနေဆိုတော့ဒါမဲ့ကျွန်တော်ရောက်တဲ့ချိန်မှာဈေးကွဲနေပြီဆိုတော့ကျွန်တော်အင်းဈေးနေတယ်မှာကျွန်တော် unity တောက်ပြီးတော့ရှောက်သွားနေတာခင်ဗျမိညာမိညာတော်လီရနေရမှာကျွန်တော်မိညာတွေ့တယ်ကြောင်ချစ်တတ်တဲ့သူမလားမသိဘူးကြောင်လေးကြောင်လေး ဒါကတော့အင်းလေးဖောင်းတော်ဦးဖျားပါအခုပြန်လဲပြုပြင်မွမ်းမံနေပါပြီအခုလာမဲ့ဆယ်လာပိုင်းအမိကိုဖျားကြီးရည်မြင်တော်ကိုအရင်လိုပဲပြန်ပြီးပဂရီတိုင်းကောင်းအောင်ចောင်းဆောင်ရာကြီးကိုလည်းပဂရီတိုင်းဖြစ်အောင်လို့ပြန်ပြီးတော့ပြုပြင်မွမ်းမံနေပါတယ်ဒါကတော့ကျွန်တော်ခုနကပြောသလိုပဲအစင်မပြေတဲ့သူတွေကိုကျွန်တော်တတ်နိုင်သလောက် ဝေမျှပေးကမ်းပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုပိုင်ပတ်စံနေတော့မဟုတ်ပါဘူးကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတဦးကနေပြီးတော့မှသူ့ရဲ့အလူအတွက်အထမြောက်စေရန်အတွက်အထက်ပုဂ္ဂိုလ်တွေရဲ့လွမ်းညင်မှုနဲ့အတူကျွန်တော်ပူပေးလိုက်တယ်ကျွန်တော်ကကာယကံမြတ်ကုသိုလ်ပြုခြင်းမှာအဲဒီကုသိုလ်တွေရတယ်မမျက်စရာကောင်းပါရဲ့အဲ့မှာရှိတဲ့အဆင်မပြေတဲ့သူတွေအားလုံးကတရားကို9000ရတယ်တောင်းရတယ်ပျော်ရွှင်သွားတယ်ကြီးနူးသွားတယ်သူတို့ရဲ့အပျော်လေးကကျွန်တော်တို့ကတကယ်ကို မမြတ်တဲ့ကုသိုလ်တစ်ခုပါပဲဘဝတန်တရားတွေကိုပါစေမဲ့ကုသိုလ်ပါကဲကျွန်တော်ပြန်လာပါပြီဒါကတော့ပြူကွဲပြက်စီးပြီးတော့မှရွရင်းပြက်စီးသွားတဲ့ငလျင်တန်တဘာဝဘေးအန်လျင်တန်ကိုခံလိုက်ရတဲ့သူလေးတွေရဲ့အိမ်လေးတွေပါမကြခင်တော့ပကတိအတိုင်းပြန်ကောင်းလာမှာပါအင်းသူအင်နာရီကလည်းယူသားတယ်လို့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့လူကျင်တန်းကျင်တဲ့စိတ်တွေနဲ့အတူအလူတကာတကာမာတွေရဲ့စူပေါင်းအားနဲ့ မကြခင်မှာအကောင့်ပဂရီအတိုင်းပြန်ဖြစ်လာမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်ဖျားပွဲတော်ကြရင်တော့တစ်ခေါက်ကျွန်တော်ပြန်လာပါမယ်အဲ့ကြရင်ကျွန်တော်ဒီထက်လပ်ပတ်တည်တတ်တဲ့ block လေးကိုရိုက်ပြီးတော့ကျွန်တော်နဲ့အတူကုသိုလ်ပွားနိုင်ဖို့အတွက်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေတာလို့ခေါ်နိုင်ဖို့အတွက်ပါ ဒါကတော့အင်းဒီဖောင်တော်ဦးစံတော်ရှင်မြတ်ကြီးကိုကျွန်တော်မပြန်ခဲ့မှာထေချာပူမြော်ပြီးရေဘဝနေဆုတောင်းမြတ်တာပို့တာခဲ့တာပါအဲငလျင်တန်ကိုအနှဲငယ်ခံလိုက်ရတယ်ဆိုပေမဲ့ဖရာရဲ့ဖုန်တော်ကိုကြောင့်ဖရာရဲ့ပင်မကြောင်းဆောင်ကြီးကဘာမှထိခိုက်နစ်နာမှု မရှိပါဘူးဘေးအရန်အရှိဘက်မို့နောက်ဘက်မို့မြောက်ဘက်မို့ဆိုရယ်လေကားလေးတွေတော့အနှဲငယ်ပြည့်ပြည့်ချောပူဇော်မျိုးလေးပျက်စီးသွားတာရှိတယ် အဲ့အရာတွေအတွက်ကိုသူတို့ဂောဘကတွေပေါင်းဆက်ပြီးတော့အကောင်းဆုံးတဲ့အမြန်ဆုံးပြုပြင်နေပါတယ်။အဲ့ထဲကိုကျွန်တော်ကလည်းပြုပြင်ဖို့အတွက်ကိုအလူငွေတွေတက်နေတဲ့လောက်အများကြီးထည့်ခဲ့ပါတယ်။ကျွန်တော်ဘဝအတွက်မွန်မြတ်တဲ့အလူလေးတစ်ခုကိုကျွန်တော်သွားပြီးလူခဲ့ရတယ်လို့ပါပဲ။ဒီအလူရှင်လည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်ပြည့်စုံပါစေ။သွားတဲ့လမ်းခရီးမှာအခက်အခဲတွေမရှိအောင်လို့ကုညီဆောင်မပေးတဲ့အင်းပိုင်နဲ့အတူဆရာပိုင်ရပုံကိုယ်တွေအားလုံးကိုလည်းကျွန်တော်ကတကယ်ကိုမေတ္တာစေတနာအပြည့်နဲ့ကျေးဇူးတင်ပါတယ်။ ျွန်တော်ဆက်လေစီရင်ကနေပြီးတော့ကျွေးစာရှိတဲ့အစားအစာတွေလည်းကျွေးခဲ့တယ်မေတ္တာပူတာဆရာရှိတာတွေလည်းကျွန်တော်မေတ္တာပူတာခဲ့ပါတယ်ခင်ဗျဒါကတော့တဘာဝပေးအလျက်တဲ့ကိုခံသွားတဲ့အနေထားလေးတွေပါဟဲ့လားကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့စိတ်ချမ်းသာခြင်းကိုချမ်းမှကျင်းနေပြည့်ပြည့်စုံကြပါစေအတိတ်တရားတချို့ကိုလည်းရပါစေသင်္ခါရသဘောတရားကိုလည်းတွေ့ရှိ သိမြင်ခံစားနိုင်ကြပါစေ။တဘာဝနဲ့ပတ်သက်တဲ့အလားတရားလေးတွေကိုလည်းသိမြင်ခံစားရပြီးជីနူးပီတိအကြောင်းလေးတွေလည်းဖြစ်ကြပါစေ။လူချင်းတန်းချင်သောစိတ်တွေလည်းမွေးဖွားပြီးအလူအတန်းတွေကိုလည်းစိတ်သွားတိုင်းကိုပါလူနိုင်တဲ့ပုံကိုယ်လေးဖြစ်ပါစေခင်ဗျာ။ ျွန်တော်ကတော့ဆရာဆိုပေမဲ့တချို့သောဆရာတွေလိုမျိုးအပေါ်ဖြူအောက်ဖြူတွေဝေးပြီးတော့အဲ့လိုသွားနေရမျိုးမျိုးပဲဂျင်းမောင်းမီနဲ့ကျွန်တော်ရှယ်ရွှဲပြီးရှယ်သွားနေတယ်လို့ဖြစ်နေပါတယ်။မန်ကတော့သူ့ဝိုင်မှာပို့ပို့ပါတီနေလိုက်တဲ့သဘောပါပဲ။တက်40ကျော်လာပြီဆိုတော့သဘာဝအလှတရားကြီးနဲ့အတူကျွန်တော်လည်းကိုကိုကိုလလပပါတီဝေးစားပြီးတော့ပြောသူကြီးကျွန်တော်သွားလာခဲ့ပါတယ်ခင်ဗျာ။ဘာဘာဝအလားတရားကြီးကိုကျွန်တော်ရဲ့အလားတရားကြီးနဲ့အတူခံစားနိုင်ပါစေအရန်လာပါရဲ့